တခါတလေမောင်စင်းတို့ကပဝင်းကျင်ရဲ့ပြောစကားတွေကိုလိုက်ပြီးတော့ခန်းစားမိနေတတ်တယ်။အဲ့တည်းရေးကြည့်တာကဦးစင်းတို့ကို့ဘဝကိုကို့ယုံကြည်ချက်နဲ့ကိုတီဆောက်နေတဲ့အချိန်မှာပဝင်းကျင်ရဲ့ပြောစကားတွေကိုနားမယောင်တာအကောင်းဆုံးပဲ။နားမထောင်တာအကောင်းဆုံးပဲ။ဘာကြောင့်လို့ဆိုတော့ပြန်ပြီးတော့ဦးစင်းတို့ဆက်စစ်ကြည့်လိုက်တဲ့အခါမှာဘဝတစ်ခုအောင်မြင်တိုးတက်သွားခြင်းဟာပဝင်းကျင်ရဲ့ပြောစကားတွေကြောင့်အောင်မြင်တိုးတက်သွားကြတာမဟုတ်ဘူး။ ကိုယုံကြည်ချက်နဲ့ကိုကြိုးစားချလို့အထောက်ချလို့အောင်မြင်တိုးတက်သွားကြတာပဝင်းရှင်ဆိုတာကဘေးကနေအကြံဉာဏ်ပေးရဒါပဝင်းရှင်ကောင်းကိုပြောတာနော်မကောင်းတဲ့ပဝင်းရှင်ဆိုရင်တို့ဘယ်လောက်ကြိုးစားကြိုးစားနေဖြစ်မှာမဟုတ်ပါဘူးကွာဆိုတဲ့စကားတွေနော်အဘိစကားထက်ထူးထက်တဲ့စကားတွေပို့ပြီးပြောတာပို့ပြီးကြားရတယ်ပေါ့ချစ်ကြတော့လည်းလုံးမနေပါနဲ့ဆိုတဲ့ပုံစံမျိုးတွေအဲ့တော့ ပတ်ဝန်းကျင်ဆိုတာကခုနကကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင်တော့ကောင်းတဲ့ပတ်ဝန်းကျင်ဆိုခဲ့ရင်တော့မဦးဇင်းတို့ကအကြံဉာဏ်ပြီးနိုင်ပြီသူကိုယ်တိုင်ကြိုးစားပြီးလို့မှမရတာပတ်ဝန်းကျင်ဆိုတာပတ်ဝန်းကျင်ဆိုတာကိုကလွဲကိုမိဘတော်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်ပဲလေဟုတ်တယ်မလားအဲ့တော့ကြိုးစားပြီးလို့မရဘူးကိုကိုယ်တိုင်ကြိုးစားကြရတာထောက်ပံ့ကောင်းလို့ပဲရှိမှာအောင်မြင်အောင်ဦးဇင်းတို့လုံနေတဲ့အချိန်ခုဘောက်ကိုတိုးတောင်းရုပ်ကန်နေတဲ့အချိန်ပဝင်းကျင်စကားတွေကိုနားထဲသိမ့်မထားနိုင် ကိုယုံကြည်ချက်နဲ့ believe in yourself ကိုယုံကြည်ချက်ကိုလုပ်ကိုကိုယုံကြည်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပါရမီ၁၀ပါးကျင့်တရားတွေကိုဖြည့်ကျင့်တဲ့အချိန်မှာနောက်ဆုံးဘာဖြစ်သွားလဲဖះဖြစ်သွားတယ်အဲ့ဒီဖះဖြစ်သွားတဲ့အချိန်ထိလူကိုယ်တိုင်ကြိုးစားခဲ့ရတယ်ဘုရားရှင်ကိုရောတိုင်ဘုရားလောင်းကိုရောတိုင်ကြိုးစားခဲ့ရတယ်ဒါပဝင်းကြီးဆိုတာ ထောက်ပတ်တစ်ခုလောက်ပဲလို့ပြောတယ်။ဘဝဉ္ဇဉ်မပါဘူးတော့မဟုတ်ပါတယ်။ဒါမှမဟုတ်ကိုယ်ကိုယ်တိုင်ကြိုးစားရတယ်။ကိုယ်တိုင်ကြိုးစားပြီးမှရရှိသွားတယ်။အဲ့တော့ဘုရားတို့လည်းဘဝဉ္ဇဉ်ကဘုရားတို့ဘဝကိုအောင်မြင်အောင်တည်ဆောက်နေတဲ့အချိန်ကြိုးစားနေတဲ့အချိန်မှာဟိုဘဝဉ္ဇဉ်ရဲ့ပြောစကားတွေကိုတိတ်ပြီးတော့ခေါင်းထဲမထားကြဘူးပေါ့။